ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းစစ်ပွဲကနေအောင်မြင်စွာထွက်ခွာဖို့ရွေးချယ်စရာမရှိဘူးဆိုတာလက်ခံရမှာဖြစ်တယ်လို့ဂျာမန်ဝန်ကြီးချုပ်ဖရက်ဒရစ်မတ်စ်ကဖော်တဝူးနေမှာပြောကြားလိုက်ပါတယ်ကျွန်တော်တို့ဟာစစ်ကိုတတ်နိုင်သမျှလျင်မြန်စွာအဆုံးသတ်ချင်နေကြပါတယ်ဒါပေမဲ့ယူကရိန်းနဲ့ဥရောပရဲ့သဘောတူညီမှုမရှိဘဲမဟာအင်အားကြီးတွေကြားညှိနှိုင်းထားတဲ့သဘောတူညီချက်တရက်တွင် ယူကရိန်းဟာစစ်မှန်ပြီးရေရှည်ခိုင်မာတဲ့ငင်းချိုင်းရေးအတွက်အခြေခံဖြစ်မှာမဟုတ်ဘူးလို့ Frederick Mars ကချာမဲအောက်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဖလာဒီမာဇီလန်စကီကရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အခြေခံမူပေါင်းတရက်ကိုတိုးထက်အောင်လှုပ်ဆောင်ဖို့အသင့်ရှိနေတယ်လို့အင်ကာနီကပြောခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အငင်းပွားစရာအချက်တွေကိုဆွေးနွေးမှာဖြစ်ကောင်းအဒီဆွေးနွေးပွဲမှာ ဥရောပမဟာမိတ်တွေပါဝင်သင့်တယ်လို့ဆိုပါတယ်။ယူကရိန်းဟာနယ်ယုတ်လေးတရုတ်မဟုတ်ပါဘူး။ကိုပိုင်အကျိုးစီးပွားတွေနဲ့တန်ဖိုးတွေရှိတဲ့အချုပ်ချာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်ပါတယ်လို့မတ်စကပြောပါတယ်။ဝန်ကြီးချုပ်ကဂျာမနီဟာယူကရိန်းပြည်သူတွေကိုဆက်လက်ထောက်ခံသင့်ပြီးအဲ့ဒီရည်ရချက်အတွက်ထိမ့်ချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုအသုံးပြုသင့်တယ်လို့ပြောကြားခဲ့ပါတယ်။ဂျာမနီဟာ2026ခုနှစ်ဘတ်ဂျက်မှာ ူကရိန်းအတွက်ငွေကြေးအကူအညီယူရို17.5ဘီလီယံအထိတိုးမြင့်သွားမှာဖြစ်ပြီးရခင်ကစီစဉ်ထားတဲ့ယူရို17.5ဘီလီယံကနေတိုးမြင့်လိုက်တာဖြစ်ပါတယ်။